ရီဇာဟောင်းနေနောက်ကြရလအောင်ခြေချပြီးအခုလိုတောက်ပစွာပြည်သည်တွေရှိတကြော့ပြန်လာတဲ့ဝိုင်းစုခိုင်တဲ့မိန်ကလေးတယောက်ကပူလောင်တဲ့အခြေအကနေယုံထွက်နိုင်အရင်ချက်ပိုးတောက်ပပြီးတော့လှပလာတဲ့ဆိုတော့ဝိုင်းစုခိုင်တဲ့ကိုကြည်ရင်တည်တာနိုင်ပါတယ်အစတော့နဲ့တယောက်ဆောင်မင်းသမီးချော်လေးဝိုင်းစုခိုင်တဲ့ကအခြေကံမကောင်းသူအဖြစ်နာမည်ကြီးပေမဲ့လည်းဒီကိုယ်ထဲနေထိုင်မှုရွေးချယ်ခဲ့တဲ့အခါမှာတော့ရီဇာဟောင်းနေနောက်ကြရလအောင်ထိတောက်ပနေတာကိုတွေ့ရပါတယ်အမှုပညာအလုပ်တွေကနေခဏတာအနာယူပြီးရှိုးဝဲတွေနဲ့ပြည်သည်တွေရှိကိုပြန်ရောက်လာတဲ့အချိန်မှာအရင်ချက်အများကြီးပိုလာပြီးတော့အမျိုးသမီးတယောက်ရဲ့အနာကြီးအပြည့်နဲ့တောက်ပ ပါနေတာကိုလည်းတွေ့ရတာဖြစ်ပါတယ်ရှင်။အခုနောက်ပိုင်းဒီဆိုတဲ့ရှုပ်ပွဲတွေမှာဆိုရင်ပြည်သက်တွေတတိထားမိတဲ့အထိတိတိတသားကြီးကိုပြောင်းလဲသွားခဲ့တာပါနော်။ အရင်လိုအချင်းတွင်နှမ်းမှာပြိမိမနေတော့ဘဲအနုပညာအလုပ်တွေကိုစူးစမ်းလုပ်ကင်ပြီးတော့သချင်းအစ်စ်တွေလည်းထောက်လုပ်လာတာဖြစ်ပါတယ်။သူမရဲ့နောက်ဆုံးသချင်းအစ်စ်ဟာဆိုရင်လည်းခန်းစားချက်အပြည့်နဲ့ရေးဆက်သီးဆိုထားပြီးတော့နောက်ထပ်သချင်းတစ်ပုတ်အဖြစ်နာမည်ကျော်ကြားလာခဲ့ပါတယ်။ဝိုင်းစုခိုင်တဲ့ရဲ့အခုလိုပုံစံကိုတွေ့မြင်ရတာကချေရတဲ့ပြိသက်တွေအတွက်တော့တကယ်ကိုဝမ်းသာစရာပါပဲ။သူမကအနုပညာအရေးအချင်းစစ်မှန်တဲ့အစတော်တယောက်ဆောင်တယောက်ဖြစ်တာကြောင့်အချီးအိမ်အောင်ရေးဒီမှာနှင်မွနေတဲ့ပုံစံကိုပြိသက်တွေကများစွာသနာခဲ့ကြရပါတယ်။တယောက်မကောင်းလို့တယောက်ပြောင်းမိမဲ့နောက်ထပ်တယောက်ကလည်းချက်ပြီးမကောင်းတာကြောင့်ပြောင်းလဲမှုများတဲ့ င်းသမီးအဖြစ်ဝေဖန်ခံခဲ့ရပြီမဲ့အခုတော့ဂျာရီကအတိတ်မှာကျင်းခဲ့ပါပြီရှင်အချစ်သစ်ထက်မရှာတော့ဘဲဘဝကိုတကူတဲ့အလားပါဆုံးဖြစ်အောင်နေထိုင်တော့မယ်လို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်းဝိုင်းစုခိုင်တဲ့အရှင်ဝါတွေကပို့ပြီးတော့တောက်ပထင်ရှားလာခဲ့တာပါတချိန်ကဝိုင်းစုရောက်ကံမကောင်းတဲ့အခြေအနေအကြောင်းပြောရမယ်ဆိုရင်တော့မင်းသားကျော်ဟင်းဝရံကအစအစရောအောင်လာအခြေဘသူနဲ့မှမတည်မြဲခဲ့ရှာပါဘူးအခြေကံမကောင်းပေမဲ့အခြေကိုစိတ်မနာတက်တဲ့ဝိုင်းစုခိုင်တဲ့ကတယောက်ပြီးတယောက်ပြောင်းလဲခဲ့ပြီးမဲ့အစမပြေခဲ့တာကတော့အလုံးအသိပါပဲဒါကြောင့်နောက်ဆုံးမှာတော့ဘဝမှာကိုကိုကိုချစ်တာကအကောင်းဆုံးဆိုတာ နားလည်လက်ခံသွားတဲ့ဝိုင်းစုခိုင်သိန်းကကိုယ့်ရဲ့ဘဝပို့ပြီးတော့လှပအောင်မြင်စေဖို့အတွက်တကိုယ်ရဲ့ရည်ကြည်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်သူမရဲ့ရွေးချယ်မှုမှန်ကန်တာကြောင့်ပဲအတောက်ပဆုံးဆိုတဲ့အနေအထားနဲ့အတူပြည်သက်တွေရှိကိုပြန်ရောက်လာနိုင်ခဲ့ပါပြီ။ဝိုင်းစုခိုင်သိန်းရဲ့လက်ရှိအနေအထားကတော့အတိတ်ကဤစားဟောင်းတွေခင်မိုးဟောင်းတွေအကုန်လုံးနောက်တရသွားစေတဲ့အထိပါပဲ။အခုချိန်မှာဤစားဟောင်းတွေကဝိုင်းစုအနာကိုပြန်ကက်ချင်နေကြပြီမဲ့လေ။ဝိုင်းစုကတော့အကုန်လုံးကိုခါထုတ်ထားခဲ့ပါပြီ။သူမရဲ့ဘဝမှာဝါပိသားပီကေကိုပြန်ဝါတော့မှာမဟုတ်ပဲအတိတ်ကအခြေအနေတွေကိုလည်းအုံနောက်ထည့်ရောနှလုံးသားတွေကပါထုတ်ထားလိုက်ပြီး ဖြစ်တဲ့အကြောင်းပြတ်သားစွာပြောဆိုလာခဲ့သေးပါတယ်။အတိတ်မှာဘသူတွေနဲ့ဘလို့ပဲပတ်သက်ခဲ့ပါစေ။နောက်ကြောင်ပြန်လှည့်ကြည့်နေမှာမဟုတ်တော့ပဲလက်ရှိအနေအထားကိုသာအကောင်းဆုံးဖြစ်အောင်ရှောင်လန်းတော့မယ်လို့ဆိုပါတယ်။ဒီလိုမျိုးပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းဝမ်းဆွေးဘွားလေးကအရင်ကထက်အဆင်ပြေလာခဲ့ပါတယ်။ပူပင်စရာအခြေအနေတွေမရှိတော့တာကြောင့်အေဂျင့်တွေတဲ့ဘွားလေးမှာတယောက်ထဲနေပြီးတော့ပျော်နေပြီဖြစ်တဲ့အကြောင်းပြပြခဲ့ပါတယ်။တချို့ဝေဖန်သံတွေနဲ့အခြေအောင်းတွေနဲ့ပတ်သက်တဲ့ပြောဆိုမှုတွေကတခါတလေပေါ်ထွက်လာပြီးမြန်ဆူအနေနဲ့ကတော့အရင်မြတ်အဖက်မရတွေကိုခေါင်းနဲ့မချဲတော့ပဲအမှုပြနာအလုပ်တွေကို ပို့ပြီးတော့ကြိုးစားလုပ်ကင်နေပါပြီ။တချင်အစ်စ်တွေကိုလည်းကိုရိုင်းရေးဆက်ပြီးတော့ထပ်မံထုတ်ဝေခဲ့ပြီးတဲ့နောက်အနုပညာလောကထဲမှာဝိုင်းအစရောကြီးတယောက်အဖြစ်အောင်မြင်မှုအရှိန်ဟုန်တွေကိုပြန်လည်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ရှင်။ဘယ်ကြီးစားဟုန်ကိုမှစိတ်ထဲမထည့်တော့ပဲကိုပွားကျွတ်အကောင်းဆုံးပြန်လည်ကြိုးစားပြီးတော့တောက်ပတဲ့အရှိန်ဝါတွေနဲ့ပြည်သက်တွေရှိကိုပြန်ရောက်လာတဲ့အစရောဝိုင်းစုခန်းတွေကိုအလုံးငှရောအရင်လိုအားပေးသွားကြမှာပါလားရှင်။